ဲ့အောင်ငါတို့ကောင်းရင်လည်းမိမရတဲ့ကပေါ်တော့မလာတော့မင်းတွေ့မိသေးလားအေးငါလည်းမတွေ့မိဘူးကဒီကောင်းရင်စိန်ကြနေတဲ့ထင်မစိန်ကြရမလုံးနဲ့ကိုလူရဲ့နေများမကောင်းတာလားပါလားလေအခြေအနေလေးသိအောင်အတူသွားကြည့်ရအောင်လေဗျာကောင်းတာပဲဗျကဲဗျာကြားတယ်အခုဝေကျုပ်တို့သွားကြည့်ကြမယ်ကိုဘယ်သွားမလို့လဲခိုင်အောင်လားဖတ်ထားပါအောင်ကိုရယ်ခိုင်ထက်လို့ရှင်သေးလို့ပါနော်ကိုဘယ်မှမသွားပါဘူးခိုင်ရယ်အပြင်မှာအတန်တွေကြားနေရလို့သွားကြည့်ရပါကဲကို့မိမလေးကတောင်းတတရော်လေလာပါပြီဗျာ ကိုတမောင်ကြီးဆိုသူကအသက်30ရှိပြီဖြစ်ပြီးတော့အရင်ဇနီးဖြစ်သူဆုံးမသွားခဲ့ပြီးနောက်ပိုင်းမှာပဲနောက်မိမထပ်ယူလိုက်တာဖြစ်ပါတယ်။ခရင်ပေါ်မှာတော့တနာရမတ်ကြီးရဲ့တမောင်ကြီးရဲ့နောက်မယန်းငယ်မလာခိုင်ကမခုတ်တိုလေးနဲ့တမောင်ခိုင်ကိုထတ်ခေါ်နေတာဖြစ်ပါတယ်။အဲဒီနောက်တမောင်ကြီးကဇနီးဖြစ်သူရဲ့အလိုဆန္ဒကြောင့်သူမဘေးနားမှာဝင်လှဲလိုက်ပါတယ်။သူ့ရဲ့စိတ်ထဲမှာလေမလာခိုင်ကကြာလာလီပို့ပို့ပြီးတော့ဆွဲဆောင်မှုရှိပြီးတော့ပို့လှလာတယ်လို့ခန်းစားနေရပါတယ်။လက်ထပ်ပြည့်ရဲကအလုပ်လေးမသွားတော့တဲ့အပြင် အိမ်ပညာမထွက်တော့ပဲဇနီးဖြစ်သူရဲ့ဆန္ဒကြောင့်ရောသူ့ရဲ့ဆန္ဒကြောင့်ရောချစ်ကြည်နေဦးတိတိတူနေကြတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဝင်းထွန်းနဲ့ကိုဦးတို့ကသူတို့ငွေချင်းကိုလက်ထပ်ပေးရတာမတွေ့တော့တာကြောင့်နေများမကောင်းသလားအစင်ရောပြည်သလားဆိုပြီးတော့အကျိုးအကြောင်းသိချင်တာနဲ့တမနတ်မှာဝင်းထွန်းနဲ့ကိုဦးတို့လာကြည့်ကြတာဖြစ်ပါတယ်။ဒါပေမဲ့အထဲမှာတင်မောင်ကြီးတို့ကဖက်လေတကယ်နန်းဆိုင်နေကြကနေမယားကိစ္စအလုပ်တော်မှာကိုတွေ့တာကြောင့်သူတို့လည်းအလိုက်တသိပဲတယောက်ကိုတယောက်ကြီးကပြန်လာခဲ့ကြပါဗျ။ တင်မောင်ကြီးရဲ့ဇနီးငယ်မာလာခိုင်ကအောင်လန်းပညာတက်ကြွသူဖြစ်ပြီးတင်မောင်ကြီးရဲ့အိမ်မှာလည်းဆင်တခုလှုပ်ထားကအယိုးကောင်းကြီးကိုနေတိုင်းလိုလိုပူဇော်ပသသူဖြစ်ပါရဲ့မာလာခိုင်အခုလိုပါတွက်လုံးနေရလဲဆိုတာကိုတော့ကိုတင်မောင်ကြီးအခုထိနားမလည်ခဲပဲဇနီးမကောင်းတာလုံးနေတာကိုတော့သူမျက်လုံးနဲ့အကောင်းလို့မြင်တဲ့အထိမမုံမုံနေတာဖြစ်ပါရဲ့နောက်တနေ့မနက်မှာတော့ဝင်းထွန်းကတင်မောင်ကြီးအိမ်ကိုထလာခဲ့ပါရဲ့ဒီနေ့မှာတော့တင်မောင်ကြီးကအိမ်ရှိကုတ်ပြက်လေးမှာတယောက်တည်းထိုင်နေတာပါဟဲ့အောင်တိုင်း မင်းကတော့လေမိမရရရပေါ်ဟိုးမလာတော့ဘူးနော်ငါတို့မှစိတ်ပူလိုက်ရတော့ကွာမင်းကငါတို့ဘာမိထားလိုက်ပြီပေါ့လေဟုတ်လားဟျောင်းအဲ့လိုလည်းမဟုတ်ပါဘူးကွာမင်းမျက်နှာကတပတ်အတွင်းအတော့ကိုအပြတ်သွားသလိုပဲနော်စားတော့စားဖို့တာကြီးရတသက်လုံးစားရမှာပဲပုံမှန်လေးပဲကောင်းပါတယ်ကွာမင်းဆိုဒီမှာလဲဟာဟာဟာငါပိန်သွားရည်ဆိုရင်မင်းငါရဲ့ကျမကြီးကကောင်းပါတယ်ကွာမင်းပြောသလိုလည်းမဟုတ်ပါဘူးငါ့မိမအတီးရွက်တွေပဲစားခိုင်းတာလေကျမကြီးကောင်းတဲ့ဒါကြောင့်ငါကိုရင်ဆက်သွားတာနေလိမ့်မယ် ေးပါနေကောင်းတယ်ဆိုလဲပြရပဲငါတို့စီလဲလာပါအောင်ကမင်းကိုမျှော်နေကြတာမင်းကနော်မင်းမရပြီးသွားမှအရင်နဲ့လုံးဝမတူတော့နည်းနည်းပါးပါးတငယ်ချင်းတွေဘာတွေကိုမျက်နှာလေးပါလေးလာပြပါအောင်လားကွာအဲ့ဒီအချိန်မှာပဲတင်မောင်ကြီးရဲ့ဇနီးဖြစ်သူမာလာခိုင်ကအပြင်ကိုဂမန်ကရန်ထွက်လာပြီးတော့ဒီမဒီမကျမယောက်ျားတရဘသူကောင်မှစိတ်ပူပေးနေကြမလို့ပါဘူးကျမယောက်ျားကိုစောင့်ရှောက်ဖို့သူ့မိမကျမတယောက်လုံးရှိရဲ့ကျမယောက်ျားကိုကျမအမြင်နှိမ့်ပါမို့ပို့ပေးထားတာရှေ့ရစင်ငယ်ဆိုတော့ဘယ်နားလည်နိုင်မှာမလဲ မာလာခိုင်ကဝင်းထိုးအင်ကိုလာရာကိုမကြိုက်တဲ့ပုံနဲ့ပေါ်စီပေါ်စီမကြေမချမ်းပြောပြီးတော့အပြင်ကိုထွက်လာခဲ့ပါတယ်။ဒါနဲ့ဝင်းထိုးလည်းသူ့ကိုမကြေမချမ်းကြည့်နေတဲ့တင်မောင်ကြီးရဲ့ဇနီးကိုကြည့်ပြီးတော့ဘာကိုမှမပြောနိုင်လောက်အောင်ဆော့အသွားပြီးသူလည်းသူ့ရဲ့အင်ရှိကနေခွတ်တွတ်ထွက်လာခဲ့လိုက်ပါတော့တယ်။ဝင်းထိုးတယောက်ကတော့တင်မောင်ကြီးကဇနီးဖြစ်သူကိုမလွန်ဆန်နိုင်ဖြစ်နေတယ်ဆိုတာကိုပါသိရှိသွားပါတယ်။တမောင်ကြီးတယောက်အရင်ကလိုမဟုတ်တော့ဘဲတငယ်ချင်းတယောက်စင်တွေကိုအလိုတကူဖျက်တောက်သွားနိုင်ကအရင်လိုမဟုတ်တော့ဘဲ ထူးထူးခြားခြားပြောင်းလဲနေတာတွေကိုတငယ်ချင်းဖြစ်သူကိုဦးစီကိုတောက်ပြောပြလိုက်ပါတယ်။ကိုဦးကလည်းဝင်းထိုးပြောပြတဲ့တမောင်ကြီးအကြောင်းတွေကိုတေချာနားထောင်လိုက်ပြီးတော့ဒီလိုဆိုရင်တော့တခခုတော့တခခုပဲကွာ။သူ့ရဲ့ဇနီးကဘလောက်လှနေလို့သူ့ဘာလို့ဒီလောက်တောင်တွေ့ကက်နေရလဲ။သူကသူ့မိမရဲ့အနာမှာပဲနေပြီးတော့အရင်လိုလေအလုတ်သွားတော့မမြင်ရတော့ဘူးကွာ။အေးကွာ။သူအခုလည်းနေမကောင်းဖြစ်နေရလားမသိဘူး။မျက်နှာလည်းအရန်အောင်ချောင်ကြ။မြတွင်းနေရလည်းညိုပြီးတော့အတော့ကိုပိန်ချိုးသွားတာပဲ။ ဝင်းထွန်းနဲ့ဂိုရောကတငယ်ချင်းဖြစ်သူနဲ့ပတ်သက်ပြီးတော့တိုင်ပင်ကပြောဆိုနေကြပါတယ်။အရင်နောက်ပိုင်းကစလို့တမောင်ကြီးတယောက်အရန်ကိုပိန်ချုံပြီးတော့ကိုခန်းအားနေလာကအေးရတယ်လဲပါတော့တယ်။အเจ้าမောင်ကိုတမောင်ကြီးကတနာကြီးရဲ့သူ့မိမနဲ့နေရောညပါအတူတူအိပ်ပေးနေရတာကြောင့်ပါ။မကြခင်မှာပဲကိုတမောင်ကြီးဟာအယူဝော့အရေးတင်ဖြစ်နေခဲ့ပါပြီ။တမောင်ကြီးရဲ့ဇနီးဖြစ်သူကလည်းသူ့လုံမြေအတိုင်းသူရဲ့တဆေတွေကိုရှစ်ခိုးပြူစော်မြဲဖြစ်ပါတယ်။အဲဒီချိန်မှာတော့အိမ်လေးရဲ့ခလလမှာ ဝင်းထိုးနဲ့ကိုရိုကသူရဲ့တန်တရားစိတ်ကိုမထိန်နိုင်တော့ပဲတငယ်ချင်းဖြစ်သူဒီမောင်ကြီးရဲ့အခြေအနေကိုလာရောက်အကဲခတ်ကြပါတယ်။သူတို့ခြံနာကအပင်ကွဲမှာပုံကချောင်းကြီးလိုက်ပြီးတော့လူရှင်းနာနဲ့တိတ်တိတ်လေးခတ်တဲ့အိမ်နာကိုကလာကြပါတယ်။အဲဒီနောက်အိမ်လီကားပေါ်အတာယာတက်သွားပြီးတော့အနေငယ်ဟာနေတဲ့တကားကနေအထဲကိုချောင်းကြီးလိုက်တော့တင်မောင်ကြီးနဲ့သူ့ဇနီးတို့ကအတူတူနေကြတော့မှမို့ဖက်လေတကင်းအစာပြုံးနေကြပါတယ်။ဝင်းထိုးနဲ့ကိုရိုကလည်းအခြေအနေကို သိလိုက်ကြတဲ့အတွက် သူများရဲ့လွတ်လပ်ခွင့်ကိုမချိုးဖောက်ရမှန်းသိရာကြောင့်တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီးအပြင်ကိုခတ်သွက်ပြန်ထွာလာလိုက်ကြပါရဲ့ငါထင်တာတော့အခုလိုဖြစ်တာလင်မယားကိစ္စတစ်ခုတည်းအကြောင်းမဖြစ်နိုင်တင်မောင်ကြီးကကြားလေးပိန်လေးဖြစ်နေတာကလူရုပ်တောင်မပေါက်တော့ဘူးမင်းမတွေ့ဘူးလားအေးကွာငါလည်းသူ့ကိုညီကိုလိုပေါင်းတာဆိုတော့အခုလိုပုံစံနဲ့မြင်တွေ့ရတာတော်တော်စိတ်မကောင်းဖြစ်ရတယ်သူ့ဝိမာလည်းကွာဒီလောက်ကြီးတော့မလောက်ခိုင်းတင်မောင်အေးငါလည်းဒါပဲပြောချင်နေရငါလာချောင်းတိုင်းအမြဲဒီကိစ္စလုပ်နေရပဲတွေ့ရဲ့ မိမ်မဝါဖြစ်နေတာကွလူရောဟုတ်ရင်လားကွတခုခုတော့တခုခုပဲကွငါတော့လုံးဝသဘောမကျအောင်အေးငါလည်းဒီလိုပဲထင်မိတယ်မင်းဟုတ်အခုမှတတိယပြီငါတို့အိမ်ကိုချောင်းကြည့်တော့ငါလေငါမသိငါစရာတခုတွေ့ရဲကွသူ့ဝင်မကိုကိုွယ်နေရဲ့ဆင်ဖြစ်လိမ့်မယ်ထင်တယ်အယိုးကောင်းနေနဲ့ကွကြည်ရအောင်စက်သိမ်းထားတယ်အောင်းလန်းနေပါရင်နဲ့များငါတို့ကောင်းကြီးကိုလှုပ်ထားလားမသိဘူးဟာဟုတ်လားဒါဆိုရင်တော့ငါကောင်းကြီးကိုငါတို့ကယ်မရတော့မယ်ဟိဟာဟုတ်လားဒါဆိုရင်တော့ငါကောင်ကြီးကိုငါတို့ကယ်မရတော့မယ်ဟိ လလသားကြီးငါတို့ရာနောက်ဖက်မှာအောင်လန်းအောင်တစ်ဖက်ကန်းကန်းနိုင်နေအထက်လန်းစရာဥရမှာရှိရဲ့သူ့ကိုအကြောင်းဆုံးပြောပြလိုက်ရင်တော့ဘာလဲဆိုတာရှင်းရှင်းလင်းလင်းသိရမှာပါဒီလိုနဲ့ဝင်းထူးနေကိုတို့ဟာရာနောက်ကအထက်လန်းစရာဥရမရဲ့အိမ်ကိုသွားလိုက်ကြပါတယ်ဥရမကတရွာလုံးရဲ့လေးစားမှုကိုခံထားရပြီးတော့အောင်လန်းနဲ့တရေတစီတွေကိုနှိမ်နေရမှာလေအရန်အစွမ်းထက်တဲ့ဆရာတယောက်ဖြစ်နေမယ်ကြီးနေတာဖြစ်ပါတယ်ဒါကြောင့်ဝင်းထူးတို့ကလည်းသွားလိုက်ကြပြီးတော့သူ့တငယ်ချင်းရဲ့အကျိုးအကြောင်းကိုအကုန်ပြောပြလိုက်ကြတော့อืม င်းတို့ပြောမို့နားထောင်ရတဲ့လောက်ကတော့ဒါတမယိုးကြောင့်မဟုတ်ဘူးကွာမင်းတို့တကယ်ချင်းဒီမိမကြောင့်ပဲမကြခင်တည်သွားနိုင်နေကြီးရတာအဲ့ဒီမိမတင်မောင်ကြီးကိုအောင်လန်းနဲ့ပြုစားတာဖြစ်နိုင်မဲကွာဖျားဒါဆိုတင်မောင်ကြီးရဲ့ဇနီးကမကောင်းဆိုးတာတကောင်းလို့ပြောချင်တာလားဆရာဒါတော့လွယ်လွယ်နဲ့တထိတ်ချပြောလို့မရသေးဘူးကွာတေချာတာကတော့မင်းတို့တကယ်ချင်းသူ့စီမမရှိတာအကောင်းဆုံးပဲဒါဆိုကျွန်တော်တို့ဘာလို့တင်လဲဆရာကျွန်တော်တို့တကယ်ချင်းတင်မောင်ကြီးကိုကူညီပေးစီချင်ပါတယ် ူညီပေးပါအောင်ဆရာရေဆရာ့ရုံလို့အကူတကြီးနဲ့လာခဲ့ကြတာပါအရင်ရင်နဲ့စိတ်ပူမနေကြပါနဲ့အစဉ်ပြေအောင်ငါလုပ်ပေးနိုင်ပါတယ်မင်းတို့အစီမံတွေနဲ့လှုပ်ထားတဲ့အစွမ်းထက်တိမ်ဝင်လေစဲကိုပေးလိုက်မယ်မင်းတို့လောက်ရမှာကမင်းတို့တငယ်ချင်းတိမောင်ကြီးကိုစွတ်ပေးဖို့ပဲဟုတ်ကဲ့ဆရာကျွန်တော်တို့ညောင်တိချလုပ်ပါမယ်တခါရရှိရေဘာလဲဆိုတော့အောက်လာပညာဆိုတာအရန်အစစ်မြင်လာရင်အရှင်လက်လက်တစီဖြစ်လာနိုင်တာပဲကွာဒီတော့အဲ့မေကလေးသာတစီတကောင်ဖြစ်နေရဲဆိုလို့ရှင်သူမကြခင်မင်းတို့တငယ်ချင်းကိုစားပြစ်လိမ့်မယ် ီလိုဆိုရင်တော့ငါလည်းကဲတင်ပေးလို့မရတော့ဘူး။ဒါကြောင့်မင်းတို့နှစ်ယောက်အမားရင်မရှိအောင်တေချာလုပ်ကြဖို့ကွာ။လိုအပ်တာတွေကိုတော့ငါစီစဉ်ပေးလိုက်မှာပါ။ဦးရမကအရေးကြီးတာတွေကိုတေချာမှနေပါရယ်။လိုအပ်တာအားလုံးပြင်ဆင်ပြီးသွားတဲ့အခါမှာတော့ဝင်းထုံးတို့လည်းတငယ်ချင်းကိုကူညီပေးဖို့အတွက်ထွက်လာခဲလိုက်ကြပါရယ်။မကြမီမှာတော့တမောင်ကြီးတို့အိမ်ကိုရောက်ရှိသွားပြီးလေကားကတဆင့်အိမ်ပေါ်ကိုတက်သွားကြပါရယ်။အထဲမှာကိုတင်မောင်ကြီးရဲ့ကျမကြီးအချင်းလေးကအရန်ကိုစိုးဝါနေပါပြီ။ ကိုဦးတို့လည်းသူတင်ငယ်ချင်းကိုဝင်ကြည့်ဖို့လုပ်ပေးမယ်။မာလာခိုင်ကဝင်ခွင့်မပေးဘဲအပေါင်းအမားတွေပြန်ခိုင်းပါတယ်။အဲဒီအချိန်မှာပဲတမောင်ကြီးကတောက်ဖို့ရေလှမ်းတောင်းတာကြောင့်မာလာခိုင်လည်းဝင်းထုံးတို့ကိုပြန်ခိုင်းလိုက်ပြီးအပြင်ကိုထွက်သွားတော့ဝင်းထုံးလည်းအခွင့်ရေရတာနဲ့အခန်းလေးကိုအမြန်ဝင်သွားလိုက်ပြီးတော့ဥယျာမပေးလိုက်တဲ့အစီမံကိုတမောင်ကြီးရဲ့အိယာအောင်မှာဖွားလိုက်ကာအယောက်ကိုဆင်လာလိုက်ပါတယ်။ဝင်းထုံးတို့အပြင်ကိုရောက်တော့မာလာခိုင်ကသူတို့ကိုနောက်ဘရောမမလာဘူးပြောလိုက်ပါတယ်။ ။ဒါနဲ့သူတို့လည်းဘာမှမသိသလိုဟန်ဆောင်ကမာလခိုင်ရဲ့အရှိကနေခတ်တွတ်ထွာလာခဲလိုက်ကြပါရယ်။ဖယောင်ကြီးအချိန်နေတော့မကောင်းထင်နေနော်။တခုခုတော့တခုခုပဲဟိ။အေးဟာဘာရီကြံစီနေလို့ငါတို့ဆော့ဆော့ဝါမောင်းထုတ်နေရလဲမသိ။အေးပွဲရတော့ကောင်းပြီဟိ။ဘာပဲဖြစ်ဖြစ်စောင့်ကြည့်ရမှာပဲ။အတန်ငယ်ကြတဲ့အထိအရင်အကာကွယ်နာကတက်ပင်ပေးမှာသူတို့စိုက်ကြည့်နေကြပါရယ်။မကြခင်ပါပဲအိမ်ပေါ်ကနေတမောင်ကြီးရဲ့ဆူဆူဝါးအဟိတဲ့အတံကိုအဆက်မပြတ်ကြားနေရပါတယ် ဒါကြောင့်ဝင်းထုံတို့လည်းအမြန်ပြေးကျသွားလိုက်တော့မာလိုက်ခိုင်ကတရေအဖွားဖြစ်နေပြီးတော့တင်မောင်ကြီးကိုအပေါ်ကနေခွာထိုင်ထားပါတယ်။ပြီးတော့လက်နှစ်ဖက်ကိုချုပ်ထားလိုက်ပြီးသူမပါစက်ထဲကရှာအရှိကြီးကိုထုတ်ကတင်မောင်ကြီးပါစက်ထဲကိုထိုးထည့်ဖို့စူးစမ်းနေပါတယ်။တင်မောင်ကြီးကလည်းအောက်ကနေရှိသမျှအာရီနဲ့ရုံကန်လှုပ်ရှားနေပါတယ်။တင်မောင်ကြီးတယောက်အသက်ရှင်ဖို့စူးစမ်းရင်အော်ဟစ်နေချိန်မှာသူတကယ်ချင်းတွေရောက်လာကြတာကိုမြင်လိုက်ရပြီးတော့ငါ့ကိုအမြန်ကြေစားပါအောင်ကွာငါအရန်ကြောက်တယ်ငါ့ကိုတရားနဲ့ခေါ်သွားပေးကြပါကွာ အဲ့ဒီအချိန်မှာတော့ဝင်းထိုးတို့ကအခန်းထဲကိုအတာဝန်လာကြပါတယ်။တင်းမလေးကြာသွားပြီးတော့လှည့်ကြည့်လိုက်တဲ့အခါဝင်းထိုးတို့တငယ်ချင်းတယောက်ကိုမြင်လိုက်ရပြီးတော့ဒေါသတကြီးနဲ့ကြိလိုက်ပါတယ်။ဝင်းထိုးတို့လည်းဥယျာမပြောသလိုတရေသစီတွေမတွေ့မြင်နိုင်တဲ့အင်းဆောင်ရောက်ကိုနှစ်ဖူးမှချက်ချင်းကတ်ထားလိုက်ကြပါတယ်။တင်းမကအခန်းထဲမှာရှာဖွေရင်းနဲ့နင်တို့ရောက်ဘယ်ရောက်သွားကြပြီလဲ။တတိရှိရင်အခုချက်ချင်းငါရှိပေါ်လာခဲ့။ငါသွေးရစာနေရနဲ့နင်တို့ကတခါရဲစားပြလိုက်မယ်။ဝင်းထိုးတို့ကငြိမ့်ငြိမ့်လေးနေလိုက်ကြပြီးတော့ တရွေ့ရွေ့နဲ့တင်မောင်ကြီးစီကိုအသာတိုးကပ်သွားလိုက်ကြပါရယ်ဖြစ်ချင်တော့အနားရောက်ခံနေမှာပဲကိုဦးဟာချေချော်လေကြသွားပါရယ်ဟာကိုဦးရိုက်လာတတိထားတရေမာကလည်းကိုဦးကိုအခန်းထဲမှာရှိနေရဲဆိုတာသိသွားပြီးတော့ဒေါ်သားတကြီးနဲ့ဆူဆူဝါဝါအော်ဟဲလိုက်ပြီးဝင်းထိုးအနားကိုသွားကအားနဲ့ရိတ်ချလိုက်တာကြောင့်ဝင်းထိုးလည်းကြမ်းမြမော်ကိုအရှိန်နဲ့လေးကြသွားခဲ့ပါရယ်ကိုဦးကလည်းအခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့တမောင်ကြီးကိုဆရာယာမပေးလိုက်တဲ့အဆောင်လေးစွဲကိုဆွတ်ချပေးလိုက်ပါရယ် ချက်ချင်းဆိုလိုပဲတောက်ပါးတွေအလင်းလုံးပေါ်လာပြီးတော့တရမကိုထိမှန်သွားတာကြောင့်တရအဖွားကြီးစီကနေမခံမရနိုင်အောင်ပူလာနာကြောင့်ထွက်လာတဲ့အော်ဒါနတ်ကြီးကိုကြားလိုက်ရပါတယ်။တရမကဖမ်းချုပ်ခံလိုက်ရတာပါ။လွမြောက်ဖို့စ조사ပေးမယ်။လုံးဝမရတော့ဘဲနောက်ဆုံးကတော့အပြာနဲ့ရောင်အငွေဖြည့်ပြောင်းလဲသွားပြီးအငွေဖြည့်ပျောက်ကွယ်သွားကအရာအလုံးပုံမှန်ပြန်ဖြစ်သွားပါတော့တယ်။ငါတို့လာမကိုရင်မင်းဘာဖြစ်သွားမလဲသိလား။မကြခင်အဲ့မကောင်းဆိုးအမရဲ့အစာဖြစ်သွားတော့မှာကွာ။ အစတော့ငါးမျက်လုံးထဲမှာအယောင်ကိုချက်စရာကောင်းနေခဲ့တာကွာ မင်းတို့လာသွားပြီးမကြခင်မှာပဲ तू ကကြောက်စရာကောင်းနေတစီအပွားကိုဖြစ်နေတာကိုတွေ့လိုက်ရတာငါတို့မင်းကိုကူညီပေးနိုင်အောင်လို့ရွာရဲကအထက်လန်းဆရာကြီးကိုအကူအညီတောင်းခဲ့တာကွာငါတကယ်ချင်းကိုအခုလိုကူညီပေးနိုင်တော့လေဝမ်းသာပါရဲကွာအေး तू ကရစ်ပူစော်လို့လုပ်နေရတာငါတတိထားမိခဲ့ပါတယ်ဒါပေမဲ့ငါဘာမှမတတ်နိုင်ခဲ့ဘူးလေတင်မောင်ကြီးကသူ့ရဲ့အဖြစ်ပြအားလုံးကိုပြောပြလိုက်ပါတယ်အဲဒီနောက်ပိုင်းမှာတော့အထက်လန်းဆရာဦးရမကက သူ့ရဲ့အစီရင်ထားနဲ့တမောင်ကြီးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုတန့်စင်ပြီးတော့မကောင်းတဲ့အညစ်အကြေးတွေလုံးဝမရှိတော့အောင်ဖယ်ထုတ်ပေးလိုက်ပါတယ်။တမောင်ကြီးကတော့အဲ့ဒီအချိန်ကစပြီးမကောင်းဆိုးဝါးရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်သွားကသူ့တငယ်ချင်းတွေနဲ့အတူတူကြံရှိတဲ့အချိန်တွေကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဇလန်လေးကတော့ဒီမှာနေပြီးဆုံးသွားခဲ့ပါပြီ။နောက်များမှလည်းအခုလိုဇလန်ကောင်းလေးတွေကိုပုံမှန်တစ်ဆက်ပြီးမှဖြစ်လို့ကိုကျွေး channel လေးကို subscribe နဲ့အသက်တင်နိုင်တွေ့ရအောင်လေဘေးနာ notification လေးကိုနှိပ်ပေးထားခဲ့ကြပါအောင်နော်။ အဆုံးထိအားပေးနာဆင်ခင်ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လာမယ့်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်ရှင်။